ကက်ဆမ်ဆိုလိုမိုနီဆိုတာအီရန်ရဲ့အထက်တန်းသားကွန်မန်ဒိုတပ်ဖွဲ့ရဲ့ခေါင်းဆောင်ပုံချုပ်ကြီးပါအမေရိကန်ကဆိုလိုမိုနီကိုလွန်ခဲ့တဲ့လကအီရက်စစ်ကန်ကိုဒုံးကျည်တိုက်ခိုက်မှုစီစဉ်တယ်လို့ဆွဆွဲခဲ့ပြီးတမရထရန့်ကအီရန်ဗိုလ်ချုပ်ကြီးတဦးကိုဒရုန်းတိုက်ခိုက်မှုခွင့်ပြုခဲ့တယ်။အမေရိကန်ကဒီဗိုလ်ချုပ်ကြီးကိုအကြမ်းဖက်သမားလို့သတ်မှတ်ထားပါတယ်။တမရအနေနဲ့ကျွန်တော်ရဲ့အမြင့်မားဆုံးနဲ့အလေးနက်ထားရတဲ့တာဝန်ကကျွန်တော်တို့နိုင်ငံကိုကာကွယ်ဖို့ပါ။မနေ့ညကကျွန်တော်ညွှန်ကြားချက်အရတိကျပြတ်သားတဲ့တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပြီးကမ္ဘာအကြမ်းဖက်သမားအမှတ်1ဖြစ်တဲ့ ကက်ဆမ်ဆာလာမီကိုတတ်ဖြတ်နိုင်ခဲ့ပါတယ်။သူမရှိတဲ့ကဘာကြီးကပိုကောင်းလာပါတယ်။ဒါပေမဲ့ဒီအရာကကြီးမားတဲ့အဖိုးအခပေးခဲ့ရပါတယ်။ဒေါ်နယ်ထရန့်မှာရန်သူတွေဘတော်မှမနှဲခဲ့ပါဘူး။၂024ခုနှစ်ကသူ့ရဲ့ရွေးကောက်ပွဲခရီးစဉ်မှာဒီလိုဖြစ်ရတဲ့ခုဖြစ်ခဲ့ပါတယ်။ဒေါ်နယ်ထရန့်ရဲ့အသက်ကိုပြစ်တက်ဖို့အကြီးဆုံးတစ်ချက်ပြစ်ခဲ့တဲ့ဖြစ်ရပါ။ဒီသတင်းကကမ္ဘာတဝမ်းမှာကောင်းသည့်သတင်းတွေဖြစ်ခဲ့ပြီးရခိုင်သမရတွေကိုလှုပ်ကြံဖို့ကြိုးစားခဲ့တဲ့ဖြစ်ရပ်တွေနဲ့နှိုင်းရှင်ခံခဲ့ရပါတယ်။ဒီဖြစ်ရပ်ရဲ့အသေးစိတ်တွေကိုနောက်မှဆွေးနွေးမှာဖြစ်ပေမဲ့ လူသိမ့်မသိသေးတာကဒါက2024ခုနှစ်မှာသူ့ပေါ်ပထမဆုံးလှုပ်ကြံမှုကြိုးစားမှုမဟုတ်သေးပါဘူး။ဟုတ်ပါတယ်။ Donald Trump ကို2024ခုနှစ်မှာအကြိမ်ကြိမ်လှုပ်ကြံမှုကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ဒီဖြစ်ရက်နဲ့မတူတာကအဲ့ဒီအကြိမ်တွေမှာစိတ်မနှံ့တဲ့သူတယောက်ကလှုပ်တာမဟုတ်ပဲ Iran ဆိုရရဲ့လက်စားချေမှုအနေနဲ့သူ့ကိုတပြတ်ဖို့စုငွေကြီးထုတ်ထားတာပါ။ Iran ကသမ္မတ Trump ကိုတပြတ်ဖို့ထုတ်ထားတဲ့အမိန့်တစ်ခုရှိနေပြီး American ရဲ့အမြင့်ဆုံးကောင်းဆောင်ကိုတပြတ်ဖို့သူတို့စိတ်ပိုင်းဖြတ်ထားပါတယ်။ဒါတွေမကြသေးပါဘူး။ 2020ပြည့်နှစ်တုန်းကအီရန်ဥပဒေပြုသူတွေကထရမ့်ရဲ့ခေါင်းကိုဒေါ်လာ3တန်းစုကြေးထုတ်ထားခဲ့ပါတယ်။ဒီစုကြေးကလက်ရှိထိဖွင့်ထားဆဲဖြစ်ပြီးဒေါ်နယ်ထရမ့်ကိုအမြဲတမ်းအန္တရာယ်ထဲထားရှိပါတယ်။ဒါကြောင့်ထရမ့်ယာရုတက်လာတဲ့အခါကျွန်တော်တို့အားလုံးကအီရန်ကိုကြီးမားတဲ့လက်စားချေမှုတစ်ခုလုပ်မယ်လို့မျှော်လင့်ခဲ့ကြပါပဲ။အဲ့ဒီအစားထရမ့်ကအီရန်ကိုနောက်ဆုံးသတိပေးချက်တစ်ခုပေးထားပြီးအီရန်ကလမ်းကြောင်းမှားပြီးသူ့ကိုဖြစ်ဖြစ်အမေရိကန်အရာရှိတအူးအူးကိုဖြစ်ဖြစ်လောက်ကြံမှုကြိုးစားရင် အမေရိကန်ကအရှေ့အလယ်ပိုင်းနိုင်ငံကိုဖျက်ဆီးပစ်လိုက်မယ်လို့ပြောထားပါဗျ။အီရန်ကဘာကြောင့်အမေရိကန်သမ္မတကိုလှုပ်ကြံဖို့ကြိုးစားရတာလဲ။ကမ္ဘာအစွမ်းထက်ဆုံးနိုင်ငံကိုထပ်ပြီးဥဆောင်နေတဲ့လူတယောက်ကိုပေါ့။ဒါကိုပြပြဝဝနားလည်ဖို့ဆိုရင်2020ပြည့်နှစ်ကိုပြန်သွားရပါမယ်။အဲ့ဒီအချိန်တုန်းကဗိုလ်ချုပ်ကြီးကက်ဆင်ဆိုလိုမာနီဟာအီရန်နိုင်ငံရေးမှာအရေးပါဆုံးနဲ့စွမ်းရည်အရှိဆုံးပုဂ္ဂိုလ်တဦးဖြစ်ခဲ့ပါဗျ။အီရန်ရဲ့အစ္စလာမ်မစ်တော်လှန်ရေးတပ်မတော် IRGC အတွင်းကအထူးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Quds တပ်ဖွဲ့ရဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ် ဆိုလိုမာနီကအီရန်ရဲ့နယ်စပ်ပြင်ပလှုပ်ဆောင်ချက်တွေကိုတာဝန်ယူခဲ့ပါတယ်။ဒါကသူ့ကိုအီရန်ရဲ့နိုင်ငံသားရေးမူဝါဒနဲ့စစ်ရေးပြူဟာတွေပေါ်ကြီးမားတဲ့လွှမ်းမိုးမှုပေးခဲ့ပါတယ်။အထူးသဖြင့်အီရတ်၊ဆီးရီးယား၊လက်ဘနွန်နဲ့ယီမင်လိုနိုင်ငံတွေမှာပေါ့။အဲဒီနိုင်ငံတွေမှာအီရန်ကနှဆိုင်တဲ့နိုင်ငံရင်းနဲ့စစ်ရေးဆက်ဆံရေးတွေရှိနေပါတယ်။ဆိုလိုမာနီကစစ်ကောင်းဆောင်တယောက်တည်းမဟုတ်ပါဘူး။အရှိအလေပိုင်းကပဋိပက္ခတွေမှာအီရန်ရဲ့ပါဝင်ပတ်သက်မှုကိုပုံဖော်ရမှာအဓိကဘိတုကာတယောက်လည်းဖြစ်ပါတယ်။ ဥပမာစီးရီးယားမှာသူကဘာရှာအယ်အာဆတ်ရဲ့အစိုးရကိုထောက်ခံဖို့အရေးပါတဲ့အခန်းကဏ္ဍကပါဝင်ခဲ့ပါတယ်။ဒါကစီးရီးယားအစိုးရကိုရက်ဆက်ကြမ်းကြုတ်တဲ့ပြည်ရင်းဆက်အတွင်းမှာအာဏာကိုဆက်ထိန်းထားနိုင်အောင်ကူညီပေးခဲ့ပါတယ်။သူကလက်ဗနွန်ကလက်နက်ကင်အဖွဲ့ဖြစ်တဲ့ Hezbollah ကိုအီရန်ကထောက်ပံ့ဖို့ညှိနှိုင်းပေးခဲ့သူလည်းဖြစ်ပါတယ်။ဒါအပြင်အီရတ်မှာလည်းသူ့မှာကြီးမားတဲ့လွှမ်းမိုးမှုရှိပါတယ်။အီရန်ကထောက်ခံတဲ့လက်နက်ကင်အဖွဲ့တွေကအီရတ်မှာအတော်လေးလွှမ်းမိုးမှုရှိပါတယ်။ ဆိုလိုမာနီရဲ့လွှမ်းမိုးမှုကရီမင်အထိရောက်ရှိခဲ့ပါတယ်။သူကဟူဒီတောင်းကျမ်းသူတွေကို sorry ဥဆောင်တဲ့မဟာမိတ်တပ်တွေနဲ့တိုက်ခိုက်နေတဲ့ရီမင်မှာထောက်ခံဖို့ပါဝင်ခဲ့တယ်လို့ကြုံကြည်ရပါတယ်။အတူချုပ်ပြောရရင်ဆိုလိုမာနီကအရှေ့အလယ်ပိုင်းတဝန်းကအီရန်ရဲ့လွှမ်းမိုးမှုချဲ့ထွင်ရင်းနဲ့မဟာမိတ်ဖွဲ့တွေကိုထောက်ပံ့ရေးကြိုးပမ်းမှုတွေရဲ့အလဲဘဟုမှာရှိနေခဲ့ပါတယ်။ဆိုလိုမာနီလိုလူတစ်ယောက်ကဒီလောက်အာဏာကြီးမားနေတာကြောင့်သူကအမေရိကန်ရဲ့အဓိကပြစ်မှတ်တစ်ခုဖြစ်လာဖို့ကအချိန်ပဲလိုတော့တာပါ။သူ့ရဲ့လွှမ်းမိုးမှုတစ်ခုတည်းကလည်းအန္တရာယ်ရှိပါတယ်။ ဒါပေမဲ့ American ဝန်ထမ်းတွေကိုတိုက်ခိုက်မှုတွေမှာဒိုင်းရိုက်ပါဝင်မှုနဲ့ရန်သူလက်နက်ကိုင်အဖွဲ့တွေကိုထောက်ခံမှုတွေကသူ့ကံကြမ္မာကိုအဆုံးသတ်စေခဲ့ပါတယ်။နှစ်ပေါင်းများစွာ American အရာရှိတွေကသူ့ကိုစောင့်ကြည့်ခဲ့ကြပြီး2020ပြည့်နှစ်မှာသူတို့နောက်ဆုံးလှုပ်ဆောင်ခဲ့ကြပါတယ်။သမ္မတ Donald Trump ကဆိုလိုမာနီကိုတက်ဖြတ်ဖို့ဒရုန်းတိုက်ခိုက်မှုစီခိုင်းခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို2020ပြည့်နှစ်ဇန်နဝါရီလ3ရက်နေ့မှာ Baghdad ကလေစိတ်ကိုဆိုလိုမာနီရောက်နေတဲ့အချိန်မှာပြုလုပ်ခဲ့တာပါ။ American drone ကသူ့ကားလမ်းကိုပစ်ခတ်ခဲ့ပြီး ူနဲ့အခြားလူအချို့ကိုတပ်ဖြတ်ခဲ့ပါတယ်။အဲ့ဒီထဲမှာအီရတ်ရဲ့လူလူရွေးရှောင်မှုတပ်ဖွဲ့ Popular Mobilization Force ရဲ့ဒုတိယခေါင်းဆောင်အဘူမာဒီအယ်မဟန်ဒစ်လည်းပါဝင်ပါတယ်။ဒီ drone တိုက်ခိုက်မှုကိုပြစ်မှတ်ထားလောက်ကျန်တပ်ဖြတ်မှုတစ်ခုလို့မြင်ကြပါတယ်။ဒါကအပြည်ပြည်ဆိုင်ရာအပိုင်းဝိုင်းမှာရှိတဲ့လူအများကိုခြောက်ခြားစေခဲ့ပါတယ်။အကြောင်းကတော့အမေရိကန်နဲ့အီရန်ကြားပဋိပက္ခကိုတိတိတတ်တာမြင့်တင်လိုက်တာကြောင့်ပါဆိုလိုမာနီကိုတပ်ဖြတ်ဖို့ဆုံးဖြတ်ချက်ကိုကမ္ဘာတဝန်းကရောထွေးတဲ့တုံ့ပြန်မှုတွေရခဲ့ပါတယ် အမေရိကန်မှာတော့ဒီတိုက်ခိုက်မှုကမှန်ကန်တဲ့ဆုံးဖြတ်ချက်လားဒါမှမဟုတ်ဒါကဒေတာတွေမှာပိုပြီးမတည်ငြိမ်မှုတွေဖြစ်စေမလားဆိုတာကိုအငင်းပွားခဲ့ကြပါတယ်တမလာထရန့်ကဒီလောက်ရက်ကိုကာဝယ်ခဲ့ပါတယ်သူကဆိုလိုမာနီကအမေရိကန်တွေကိုချက်ချင်းတိုက်ခိုက်ဖို့စီစဉ်နေတယ်လို့ဆိုပါတယ်ပြီးတော့အမေရိကန်ဝန်ထမ်းတွေကိုကာဝယ်ဖို့ဒီတိုက်ခိုက်မှုကလိုအပ်တယ်လို့ဆိုပါတယ်သူကဆိုလိုမာနီတည်ဆုံသွားတာကအမေရိကန်ရဲ့အရှေ့အလယ်ပိုင်းကမဟာမိတ်တွေကိုနောက်မှာဖြစ်လာနိုင်တဲ့အကြမ်းဖက်မှုတွေကိုတားဆီးပေးနိုင်မယ်လို့လည်းဆိုပါတယ် TV ဆိုင်ရာမြင်ကွင်းမှာတော့အီရန်ရဲ့မဟာမိတ်တွေကအပြစ်ပြောဆိုခဲ့ကြပါတယ်။ရုရှားနဲ့တရုတ်ကအမေရိကန်ရဲ့လုပ်ရက်ကိုမတရားတဲ့လုပ်ကြံတပ်ဖြတ်မှုလို့သတ်မှတ်ပြီးအီရန်ရဲ့အချုပ်ချာအာဏာကိုချိုးဖောက်တာလို့ဝေဖန်ခဲ့ကြပါတယ်။ဥရောပနိုင်ငံတွေကလည်းဒီပဋိပက္ခမြင့်တက်လာမှုကိုစိုးရိမ်ကြောင်းပြောဆိုခဲ့ပြီးနှစ်ဖက်စလုံးကိုပဋိပက္ခထပ်မမြင့်မှုနဲ့ရှောင်ရှားဖို့တိုက်တွန်းခဲ့ကြပါတယ်။ဒီ drone တိုက်ခိုက်မှုကကုလသမဂ္ဂမှလည်းအဓိကအငင်းပွားစရာအကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်။နိုင်ငံအများပြားကဒီလုပ်ရက်ရဲ့အကျိုးဆက်တွေဟာ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနဲ့အရှိအလဲပိုင်းရဲ့တည်ငြိမ်မှုပေါ်ဘလို့တက်ရောက်မလဲဆိုတာကိုစိုးရိမ်ပြီးအတန်ထွက်ခဲ့ကြပါတယ်။မျောလင့်ထားသလိုပါပဲ။ Capsa Missile Lumani တေဆုံးသွားတဲ့ drone တိုက်ခိုက်မှုပြီးမှာအီရန်ကအုံကြွမှုတွေဖြစ်ခဲ့ပါတယ်။ Tehran လမ်းတွေမှာဝိုင်းတဲ့ခြေကွဲသူတွေနဲ့ပြစ်နှက်နေခဲ့ပြီးအီရန်ကောင်းဆောင်တွေကပြင်းထန်တဲ့သတိပေးချက်တွေထုတ်ပြန်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာတနိုင်ငံလုံးကနောက်ဘာဆက်ဖြစ်မလဲဆိုတာကိုစောင့်ကြည့်နေကြပါတယ်။ဘာလို့လဲဆိုတော့ဆိုလိုမာနီကစစ်ကောင်းဆောင်တယောက်တည်းမဟုတ်ဘဲအီရန်ရဲ့အင်အားနဲ့ ခံနိုင်ရည်ရှိမှုရဲ့သင်္ကေတတစ်ခုဖြစ်နေလို့ပါအထူးသဖြင့်ပြင်ပကချင်းချောက်မှုတွေကိုရင်ဆိုင်ရတဲ့အခါမှာပေါ့သူတည်ဆုံးသွားတာကနိုင်ငံရဲ့စစ်ရေးနဲ့နိုင်ငံရေးကောင်းဆောင်မှုအတွက်ကြီးမားတဲ့ထိခိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်ဒီလိုတွေဖြစ်နေချိန်မှာတီဟီရန်လမ်းတွေမှာလူထောင်ပေါင်းများစွာဆန္ဒပြခဲ့ပါတယ်အမေရိကန်ရဲ့ဒီလှုပ်ကြံတပ်ဖြတ်မှုကိုဆန္ဒပြနေကြတာပါအီရန်ရဲ့အကြီးဆုံးကောင်းဆောင်ကအမေရိကကိုပြင်းထန်တဲ့လက်စားချေမှုတွေလုပ်မယ်လို့ကတိပေးထားပါတယ်ဒါကအီရန်ရဲ့ စွိုင်းရင်အရှိဆုံးစစ်ဘိုလ်ချုပ်ကြီးကိုတက်ဖြတ်လိုက်တဲ့အတွက်ပဲဖြစ်ပါတယ်။တကယ်တော့ဒီဘိုလ်ချုပ်ကြီးကဒေသတစ်ခုလုံးမှာစွိုင်းရင်အရှိဆုံးစစ်ဘိုလ်ချုပ်ကြီးပါ။မြို့နယ်ရွာပေါင်း၈၀၀ကျော်မှာဆန္ဒပြပွဲတွေလုပ်နေကြပြီးဂျူမာဝတ်ပြုပွဲပြီးမှဆန္ဒပြပွဲတွေလုပ်နေကြတာပါ။အမေရိကကိုပုံမှန်အတိုင်းဆန္ဒပြနေကြတာပါ။ပြီးတော့လက်စားချေမှုတွေလက်စားချေမှုတွေလို့အောင်းနေကြတာပါအီရန်ဆိုရကအမေရိကန်ကိုလက်စားချေမှုနဲ့ဒီတိုက်ခိုက်မှုအတွက်တာဝန်ရှိသူတွေကိုပြန်လည်တုံ့ပြန်မှုကတိပေးခဲ့ပါတယ်ဒါတွေကအကြောင်းမဲ့ချင်းချောက်မှုတွေမဟုတ်ပါဘူး အီရန်ကချင်းချောင်းမှုတွေကိုတုံ့ပြန်မှုလျှို့ဝှက်လှုပ်ဆောင်မှုတွေနဲ့ project တိုက်ခိုက်မှုတွေလုပ်ဖို့တမိုင်းကြောင်းရှိနေလို့ပါတိုက်ခိုက်မှုဘီရက်သက်တပတ်တွေအတွင်းအီရန်ရဲ့တုံ့ပြန်မှုကပွင့်လင်းတဲ့လှုပ်ရက်တွေနဲ့လျှို့ဝှက်လှုပ်ရက်တွေကျော်နှောနေခဲ့ပါတယ်လူမှုမြန်မာတော့ဆိုလိုမာနီအတွက်ကြီးကျယ်တဲ့ဇာပနခန်းနာတွေလုပ်ခဲ့ပါတယ်လူသန်းပေါင်းများပါကလမ်းတွေပေါ်ထွက်ပြီးပါဝင်ခဲ့ကြပါတယ်ဒီဇာပနတွေကစိတ်မကောင်းပူဆင်းမှုတွေမကပါဘူးနိုင်ငံတော်တိဆောက်ရေးနဲ့စိန်ခေါ်မှုတွေကိုပြသလိုက်တဲ့အင်အားပြမှုတွေလည်းဖြစ်ခဲ့ပါတယ် အီရန်ကောင်းဆောင်တွေကဒီဖြစ်ရပ်တွေကိုကဘာကိုရှင်းလင်းတဲ့ message ပေးဖို့အသုံးပြုခဲ့ပါတယ်။သူတို့ကဆိုလိုမာနီတေဆုံးမှုကိုတီးခန့်နေမှာမဟုတ်ဘူးဆိုတာကိုပြသလိုက်တာပါ။တစ်ချိန်တည်းမှာပဲအီရန်ကတိတ်တဆိတ်တွက်ချက်ထားတဲ့နည်းနဲ့ရက်ဆက်တဲ့တုံ့ပြန်မှုတွေစီစဉ်နေခဲ့ပါတယ်။နိုင်ငံရဲ့စစ်တပ်နဲ့ထောင်လန်းရေးအဖွဲ့တွေကသူတို့ရဲ့နောက်ခြေလှမ်းတွေကိုစီစဉ်နေခဲ့ကြပါတယ်။ American နဲ့တိုက်ရိုက်ဆက်ဆင်ရေးရင်ဆိုင်ရမယ်ဆိုရင်ကြီးမားတဲ့ပြည်စီမှုတွေဖြစ်လာနိုင်အောင်ကိုသူတို့တီးခဲ့ကြပါတယ်။ ဒါကြောင့်သူတို့ကကဘာတဝမ်းကသူတို့ရဲ့ project တွေနဲ့လှုပ်ဆောင်နေတဲ့သူတွေစီဆက်သွယ်ခဲ့ကြပါတယ်။ဒီကွန်ရက်ထဲမှာ Iraq, Lebanon နဲ့ Syria လိုနိုင်ငံတွေကလက်နက်ကိုင်အဖွဲ့တွေနဲ့တစ်ဆာရှိသူတွေပါဝင်ပါတယ်။ Iran ရဲ့တုံ့ပြန်မှုရဲ့အဓိကအစိပ်ပိုင်းတစ်ခုက American ရဲ့အကျိုးစီးပွားတွေနဲ့မဟာမိတ်တွေကိုပိတ်မှတ်ထားဖို့ဖြစ်ပါတယ်။ဒီထဲမှာ Iraq က American scan တွေကိုဒုံးကျည်တွေနဲ့တိုက်ခိုက်တာ။ American အခြေခံအဆောက်အုံတွေကို cyber တိုက်ခိုက်မှုတွေလုပ်တာ။အရှိလေတိုင်းမှာ American ရဲ့လွှမ်းမိုးမှုကိုအားနည်းအောင်လုပ်တာတွေပါဝင်ပါတယ်။ ဒီလောက်ရက်တွေကအီရန်မှာအမေရိကန်ကိုပြန်လည်တိုက်ခိုက်နိုင်တဲ့စွမ်းရည်နဲ့စိတ်ပိုင်းဖြတ်ချက်ရှိတယ်ဆိုတာကိုပြသဖို့ရည်ရွယ်ပါတယ်။သူတို့ကအမေရိကန်နဲ့ရိုးရိုးစစ်ပွဲမှာမရှင်းနိုင်ရင်တော့ပြန်လည်တိုက်ခိုက်နိုင်တယ်ဆိုတာကိုပြသဖို့ပါ။အီရန်ထောက်လှမ်းရေးအဖွဲ့တွေကအမေရိကန်ကိုပို့ပြီးဗျူဟာကျတဲ့နည်းနဲ့ပြန်လည်တိုက်ခိုက်ဖို့အခွင့်အလမ်းတွေရှာနေခဲ့ကြပါတယ်။ဒီမှာဒေါ်နယ်ထရန့်ကိုလှုပ်ကြံဖို့စီစဉ်နေဆိုတဲ့အကြံစီကပါဝင်လာပါတယ်။အီရန်ကဒေါ်နယ်ထရန့်ကိုလှုပ်ကြံဖို့အကြံအစီတစ်ခုချမှတ်ခဲ့ပါတယ်။အထူးသဖြင့်သူကဆိုလိုမာနီကိုတိုက်ခိုက်ဖို့အမိန့်ပေးခဲ့သူဖြစ်လို့ပါ။ အီရန်ဆိုရကဒါကို2024ရွေးကောက်ပွဲမတိုင်ခင်ဖြစ်စေခြင်းခဲ့ပါတယ်။ဒီတာဝန်ကို Farhad Shikari လို့ခေါ်တဲ့လှုပ်ဆောင်နေတဲ့သူတစ်ယောက်ကိုပေးခဲ့ပါတယ်။သူကအီရန်ရဲ့တော်လှန်ရေးတပ်မတော် Revolutionary Guard အတွက်အလုပ်လုပ်နေတယ်လို့ယုံကြည်ရပါတယ်။ဒါကလျှို့ဝှက်လှုပ်ဆောင်မှုတွေနဲ့လူသိများနဲ့စစ်တပ်ရဲ့အထက်တန်းသားဌာနကွယ်တခုပါ။သူ့ရဲ့တာဝန်ကရှင်းပါတယ်။ဒါပေမဲ့အလွတ်မြင်ပါတဲ့စွန့်စားမှုတခုပါ။ခုနှစ်ရက်အတွင်း Trump ကိုလှုပ်ကြံမှုပါ။အကယ်၍ဒီအချိန်ကာလအတွင်းသူမလုပ်နိုင်ခဲ့ရင် 2024သမရရွေးကောက်ပွဲအပီးအထိအစီအစဉ်ကိုရွှေ့ဆိုင်းထားဖို့ပါ။ဒါက Trump ကရွေးကောက်ပွဲမှာရှုံးနေပြီးပိုပြီးလွယ်ကူတဲ့ပြစ်မှတ်ဖြစ်လာနိုင်တယ်ဆိုတဲ့ယူဆချက်နဲ့လှုပ်ခဲတာပါ။ Farhan Shikari မှာစုံလန်းထောက်လန်းရေးနဲ့လောက်ကျန်တက်ဖြတ်မှုအတွက်ကျွမ်းကျင်တဲ့ရာဇဝတ်သားတွေရဲ့အကွန်ရက်တစ်ခုလည်းရှိပါတယ်။ဒီလူတွေကနိုင်ငံမျိုးမျိုးမှာဆက်သွယ်မှုတွေရှိပြီးဥပဒေစိုးမိုးရေးကိုရှောင်ရှားဖို့ကျွမ်းကျင်ပါတယ်။အစီအစဉ်ကရှုပ်ထွေးပြီးတေချာစွာစီစဉ်ထားရပါတယ်။ Shikari နဲ့သူ့အဖွဲ့က Trump ကိုစောင့်ကြည့်ပြီး သူ့ရဲ့ရွေးရှားမှုတွေနဲ့သူ့ကိုကာကွယ်ပေးနေတဲ့လုံခြုံရေးအသေးစိတ်တွေကိုလေ့လာခဲ့ကြပါတယ်။သူတို့က Trump ကိုလှုပ်ကြံမှု9နှစ်အတွင်းနီးကပ်စွာရောက်ရှိဖို့ကြိုးစားနေခဲ့ကြပါတယ်။ဖိအားတွေကလုံများပြခဲ့ကြပါတယ်။အချိန်တိုင်းကအချိန်နဲ့ပြေးနေရတဲ့ပြိုင်ပွဲတစ်ခုပါ။သူတို့ကမြန်မြန်ရွေးရမယ်။ဒါပေမဲ့မပြတ်စည်းနိုင်တဲ့အစီအစဉ်တစ်ခုလည်းလိုအပ်ပါတယ်။တစ်ချိန်တည်းမှာပဲ American အာဏာပိုင်တွေကဘေးကင်းလုံခြုံရေးအဆင့်မြင့်ထားပြီးအီရန်ကနေဖြစ်လာနိုင်တဲ့ချင်းချောက်မှုတိုင်းကိုခြေရာခံနေခဲ့ကြပါတယ်။ဆိုလိုမာနီတေဆုံးပြီးနောက်ပိုင်း သူတို့ကအမြဲတမ်းသတိထားနေကြပြီးထရမ့်ကိုချိန်ချောက်မှုတွေနဲ့ပတ်သက်လာရင်အထူးသတိထားနေကြပါတယ်ဒီလူတွေဟာရှီကာရီကိုထောက်ပံ့ရင်းနဲ့ပတ်သက်တဲ့အကူအညီတွေပေးပြီးထရမ့်ကိုထောက်လန်းစောင့်ကြည့်ဖို့အကူအညီပေးခဲ့ကြပါတယ်ဒီအစည်းအဝေးကိုဖော်ထုတ်လိုက်နိုင်တဲ့အခါမှာတရားဥပဒေစိုးမိုးရေးအဖွဲ့တွေဟာတန်တရားရှိသူတွေကိုဖမ်းဆီးနိုင်မှုတပ်ပေထောက်ထားတွေစုဆောင်းမှုမနာမနေကြိုးစားခဲ့ကြပါတယ်ဒီအစည်းအဝေးအကောင့်ထဲမပေါ်ခင်မှာပဲ American Anabine တွေက Rivera နဲ့ Lord Hodo ကို2024ခုနှစ်နိုဝင်ဘာလမှာဖမ်းဆီးနိုင်ခဲ့ပါတယ် ဒီဖမ်းဆီးမှုတွေဟာအကြီးစားအောင်ပွဲတစ်ခုဖြစ်ခဲ့ပြီးလောက်ကျန်တပ်ဖြတ်မှုအစီအစဉ်တွေကိုနှောက်ယှက်နိုင်ခဲ့သလိုဒီလုပ်ငန်းရဲ့အဓိကသူတွေကိုဖယ်ရှားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီဖမ်းဆီးမှုတွေအပြီးမှာရှီကာရီဟာဖမ်းဆီးခံရခြင်းမရှိဘဲထွက်ပြေးနိုင်ခဲ့ပါတယ်။အာနာပိုင်တွေဟာသူ့ကိုအဲ့ဒီချိန်မှာရှာမတွေ့ခဲ့ပဲသူဟာအီရန်ကိုထွက်ပြေးသွားပြီးသူ့ရဲ့မစ်ရှင်ကိုညွှန်ကြားခဲ့တဲ့အဖွဲ့ကြီးကနေခိုလုံခွင့်ရခဲ့တယ်လို့ယုံကြည်ရပါတယ်။ရှီကာရီရဲ့ထွက်ပြေးမှုဟာနောက်ဆက်တဲ့အန်ရီတစ်ခုကိုခြံရစ်ခဲ့ပါတယ်။ရီဗာလာနဲ့လော့ဟော့တိုကိုဖယ်ရှားနိုင်ခဲ့ပေမဲ့ ရှီကာရီထွက်ပြေးသွားတာကြောင့်အန်နရဲ့အပြေအဝကိုမဖယ်ရှားနိုင်ခဲ့ပါဘူး။သူ့ရဲ့ပူပေါင်းဆောင်ရွက်သူတွေကိုဖမ်းဆီးနိုင်ခဲ့ပေမယ့်ရှီကာရီရဲ့အီရန်ရဲ့ IRGC Islamic Revolutionary Guard Corps နဲ့ဆက်ဆက်မှုရဲ့လျှို့ဝှက်စစ်ဆင်ရေးတွေကိုညှိနှိုင်းဆွတ်ညှိနှိုင်းနိုင်စွမ်းဟာသူ့ကိုကြီးမားတဲ့အန်နရတစ်ခုဖြစ်ကြံရစ်စေခဲ့ပါတယ်။သူထွက်ပြေးသွားတာကြောင့်အီရန်ကနေသူ့ရဲ့လှုပ်ဆောင်မှုတွေကိုဆက်လက်လှုပ်ဆောင်နိုင်တဲ့အတွက်အပြည်ပြည်ဆိုင်ရာဆက်ဆံရေးကိုပုံမိုးရှုပ်ထွေးစေပြီးအမေရိကန်နဲ့အီရန်ကြားမှာတင်းမာမှုတွေကိုပုံမိုးမြင့်တက်စေခဲ့ပါတယ်။ ဒါတွေမကသေးပါဘူးဒီဖြစ်ရပ်တွေဖြစ်နေချိန်မှာအီရန်ရဲ့ revolutionary guard နဲ့အခြားလှုပ်ဆောင်နေတဲ့အဖွဲ့တွေဟာလည်းအမေရိကန်နိုင်ငံသားတွေနဲ့အတိုက်အခံတွေကိုပစ်မှတ်ထားဖို့နီလန်းမျိုးစုံကိုစီစဉ်နေခဲ့ကြပါတယ်လူတိုင်းမှာတခုပြီးသောရည်မှန်းချက်ရှိပါတယ်ဒါကတော့အမေရိကန်ကိုတနည်းနည်းနဲ့ထိခိုက်စေဖို့ပါပဲဥပမာအနေနဲ့အီရန်ဆိုးရွားကိုပုံမွင့်လင်းလင်းဝေဖန်တဲ့အီရန်ဇာတိချက်တွေဖြစ်တဲ့ထင်ရှားတဲ့သတင်းတော့တယောက်ကိုပစ်မှတ်ထားတဲ့အစီအစဉ်တစ်ခုပါဝင်ပါတယ်ဒီသတင်းတော့ Missy Elena Jet ဟာအမေရိကန်မှာနေထိုင်ပြီး သူမရဲ့ပွင့်လင်းတဲ့အမြင်တွေကြောင့်ချိန်ချမှုများသောကိုရင်ဆိုင်ခဲ့ရပါတယ်။အီရန်ဆိုရာဟာသူမကိုသူတို့ရဲ့ဇလန်းအတွက်ကြီးမားတဲ့အန္တရာယ်တစ်ခုဖြစ်မြင်ပြီးသူမကိုလောက်ကျန်တက်ဖြတ်ဖို့ငွေကြေးပေးပြီးအစီအစဉ်ဆွဲခဲ့ပါတယ်။ Farhad Shikari ဟာ Trump ကိုလောက်ကျန်မှုအစီအစဉ်မှာမပါဝင်သလိုဒီအစီအစဉ်မှာလည်းပါဝင်ခဲ့ပါတယ်။ Shikari နဲ့သူ့ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေမှာဒီလိုလောက်ကျန်တက်ဖြတ်မှုတွေကိုလှုပ်ဆောင်တဲ့ရာသွေးမှုဆိုင်ရာဆက်သွယ်မှုတွေရှိပြီးသူတို့ဟာဒီတဲ့င်းတော့ကိုလည်းလောက်ကျန်တက်ဖြတ်ဖို့အစီအစဉ်ခဲ့ကြပါတယ်။ ဒါဟာအခြားအတိုက်ခံတွေနဲ့ဝေဖန်သူတွေကို၆လက်နဲ့တရင်စကားတစ်ခုဖြစ်စေဖို့ပါဒါပေမဲ့ Trump ကိုလှုပ်ကြံမှုအစီအစဉ်လိုပဲဒီအစီအစဉ်ကိုလည်း American တရားဥပဒေစိုးမိုးရေးအဖွဲ့တွေကဖျက်ဆီးနိုင်ခဲ့ပါတယ် Agency တွေဟာချိန်ချောက်မှုတွေကိုနီးကပ်သွားစောင့်ကြည့်ခဲ့ပြီးတရင်နောက်ကိုဘလို့မှထိခိုက်မှုမရှိခင်မှာဝင်ရောက်ဆွတ်ဖက်နိုင်ခဲ့ပါတယ်ဒီစီဇန်တွေမှာအီရန်ရဲ့ပါဝင်မှုကိုညှင်းဆိုတာဟာမျှော်လင့်ထားသလိုပါပဲ။ဒါပေမဲ့ဒါဟာလူအများအတွက်ယုံကြည်စရာမကောင်းပါဘူး။ အမေရိကန်အစိုးရဟာအီရန်ကိုဒီအစည်းအဝေးကိုစီစဉ်ခဲ့တယ်လို့ပြည်သူတွေရှေ့မှာတရားဝင်ဆွဆွဲခဲ့ပြီးထောက်လိုင်းရေးအေဂျင်စီတွေကအီရန်လှုပ်ဆောင်နေတဲ့သူတွေနဲ့အစည်းအဝေးကိုချိတ်ဆက်ထားတဲ့ခိုင်မာတဲ့တပ်တွေအထောက်အထားတွေကိုပေးခဲ့ပါတယ်။ဒါပေမဲ့အီရန်ဟာဒီအချက်တွေကိုငြင်းဆိုခဲ့ပြီးဒါတွေဟာအခြေမြင့်မရှိတဲ့ဆွဆွဲချက်တွေနဲ့လောက်ကျန်ဖန်တီးထားတာလို့ဆိုခဲ့ပါတယ်။အီရန်ကတော့အမေရိကန်ဟာသူ့ရဲ့ကုန်သတင်းကိုထိခိုက်စေပြီးတင်းမာမှုတွေဖြစ်စေဖို့ကြိုးစားနေတယ်လို့ဆိုခဲ့ပါတယ်။ဒါပေမဲ့တပ်တွေအထောက်အထားတွေကတော့ဒါနဲ့ဆန့်ကျင်နေပါတယ်။ အီရန်ဟာသူ့ရဲ့ရန်သူတွေကိုဖယ်ရှားဖို့လျှို့ဝှက်တဲ့နီလန်းတွေနဲ့တရားမဝင်လှုပ်ဆောင်နေတယ်ဆိုတာထင်ရှားနေပါတယ်။ဒီဖြစ်ရပ်တွေကိုပြည်ပဆိုင်ရာအပိုင်းဝိုင်းရဲ့တုံ့ပြန်မှုကတော့စိုးရိမ်မှုနဲ့ပြစ်တင်ရှုံချမှုတွေဖြစ်ခဲ့ပါတယ်။နိုင်ငံအများပြားဟာအမေရိကန်နဲ့အတူရပ်တည်ပြီးအီရန်ရဲ့လှုပ်ရက်တွေကိုဝေဖန်ခဲ့ကြပါတယ်။အထူးသဖြင့်အမေရိကန်ရဲ့ရခိုင်နဲ့လက်ရှိသမ္မတတွေလိုမျိုးအရေးပါတဲ့ပုံကိုယ်တွေကိုပြစ်မှတ်ထားတဲ့နိုင်ငံတော်ကပံ့ပိုးတဲ့လှုပ်ကြံတက်ဖြတ်မှုအစီအစဉ်တွေဟာစိုးရိမ်စရာကောင်းပြီးတော့အန္တရာယ်ရှိတဲ့လှုပ်ရက်မှုတစ်ခုဖြစ်တယ်လို့မြင်ခဲ့ကြပါတယ်။ ဒုခွင့်ရေးအဖွဲ့တွေကလည်းအတိုက်အခံတွေကိုပြစ်မှတ်ထားတာနဲ့ဖိနှိပ်တဲ့အာဏာရှင်စနစ်တွေကိုပွန့်ပွန့်မလင်းလင်းဝေဖန်သူတွေရဲ့အန္တရာယ်တွေကိုထောက်ပြခဲ့ကြပါတယ်။ဒီဖြစ်ဟာ UN လိုနိုင်ငံတွေဟာသူတို့ရဲ့ရည်မှန်းချက်တွေကိုအောင်မြင်ဖို့လျှို့ဝှက်နည်းလမ်းတွေနဲ့ပွင့်လင်းတဲ့နည်းလမ်းတွေကိုရောဆက်အသုံးပြုတာကိုပြသနေပါတယ်။ဒီဖြစ်ဟာဖိနှိပ်တဲ့အာဏာရှင်စနစ်တွေကိုပွန့်ပွန့်လင်းလင်းဝေဖန်ရတဲ့လူတွေရဲ့ရင်ဆိုင်ရနိုင်တဲ့အန္တရာယ်ကိုပြသနေပါတယ်။ဒီလူတွေဟာသူတို့ရဲ့မိခင်နိုင်ငံတွေမှာသာမကနိုင်ငံเจ้าကိုခိုလုံဝင့်တောင်းခံရင်တော့အနည်းနဲ့ချိန်ချောက်မှုတွေအောက်မှာနေထိုင်ရပါတယ်။ ူတို့ကိုကာဝယ်ဖို့အတွက်ခိုင်မာတဲ့ဥပဒေနဲ့လုံခြုံရေးအစီအမံတွေနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်ပါတယ်။ဒါမှသာတာဝန်ရှိသူတွေကိုတာဝန်ခံစေနိုင်မှာဖြစ်ပါတယ်။အီရန်ရဲ့လုံခြံတပ်ဖြတ်မှုအစီအစဉ်သတင်းကိုထရမ့်ကြားသိသွားတဲ့အခါသူ့ရဲ့တုံ့ပြန်မှုဟာထိတ်လန့်မှုဖြစ်ခဲ့ပါတယ်။သူ့ရဲ့ရွေးကောက်ပွဲလှုပ်ရှားမှုတွေအတွင်းမှာရွေးကောက်ပွဲအတွင်းပိုင်းသူတွေကထရမ့်ဟာအီရန်အန်ဒီယေကိုတိတိတသာထပ်ပိုးပြီးစိုးရိမ်နေတယ်လို့ပြောခဲ့ကြပါတယ်။အခုသူဟာသမရဖြစ်ပြန်လဲတာဝန်ထမ်းဆောင်နေတဲ့အတွက်ဒီအန်ဒီယေကိုတင့်တင့်လျောက်ပတ်စွာကင်တွယ်ဖြည့်ရှင်းနေပါတယ်။ 2024ခုနှစ်ဖေဖော်ဝါရီလ4ရက်နေ့မှာထရမ့်ဟာအီရန်ကသူ့ကိုလုံခြံတပ်ဖြတ်မယ်ဆိုရင်အီရန်နိုင်ငံကိုဖျက်ဆီးပစ်ဖို့ညွန်ကြားချက်တွေခြံခဲ့တယ်လို့ကြေညာခဲ့ပါတယ်။တမရဟာ Oval Office မှာအုပ်ချုပ်ရေးအမိန့်တစ်ခုကိုလက်မှတ်ရေးထိုးပြီးနောက်ဒီအချက်ကိုပြောကြားခဲ့တာဖြစ်ပါတယ်။ဒီအမိန့်ဟာ American အစိုးရဟာလိုအပ်ရင်အီရန်အပေါ်အများဆုံးဖိအားပေးမယ်ဆိုတာကိုဖော်ပြခဲ့ပါတယ်။ထရမ့်ကအီရန်အပေါ်အလွန်တင်းကျပ်ဖို့သူ့မှာပြဿနာမရှိဘူးလို့ပြောခဲ့ပါတယ်။ သူ့ကိုလုံခြံတက်ဖြတ်ဖို့ကြိုးစားမှုတွေနဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့တောင်းဆိုခံရတဲ့အခါသူကသူတို့ဒါမလုပ်ခဲ့ဘူးဒါဟာသူတို့အတွက်ကြောက်စရာကောင်းတဲ့အရာဖြစ်လိမ့်မယ်ငါအတွက်မဟုတ်ဘူးသူတို့ဒါလုပ်ရင်သူတို့ဖြက်စီးခံရလိမ့်မယ်ဒါဟာအဆုံးသက်ဖြစ်လိမ့်မယ်ငါညွှန်ကြားချက်တွေခြံခဲ့တယ်ဘာမှကြံခဲ့မှာမဟုတ်ဘူးသူတို့ဒါမလုပ်သင့်ဘူးလို့အီရန်ကိုညှိုးဆို့ပြောကြခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်